စကိုင်းမှာကန္နုဆရာတော်ဘုရားကြီးရဲ့ဗုဒ္ဓနုဒတိပွားတဲ့စနစ်ဒါကြောင့်ဒီဆရာတော်ဘုရားကြီးတွေကပွားဝင်နေပွားလာလားစာကြည့်ပြီးပွားဝင်နေပွားသလားတော့မဟုတ်ဘူးကိုကိုတိုင်းချစ်တိမိပွားပြီးတော့ဗုဒ္ဓနုဒတိဘာဝနာ အခြေခံတဲ့စွမ်းအားတွေကိုဝိပဿနာတိတင်အဲ့ဒီအရည်ရမတရားဖို့တရားတွေအရိယာတွေဖြစ်တဲ့အထိစူးစမ်းအထောက်ထားကြတဲ့ပုံစံလေးဆိုအလုံးလက်တွေ့ကြ။ဒါကြောင့်နိဗ္ဗာန်မကဒီပနီဆိုတဲ့ဒီကျမ်းလေးရနေဘုံတော်ထုတ်ပြထားတာ ်ဆရာတော်ဘုရားကြီးကလင်္ကာလေးဆက်ခဲ့တဲ့စိတ်တင်ဖြောင်းငါရှင်းမြဲပွားတိုးဝါဘာဝနာတဲ့ဘာဝနာဆိုတာဘာလဲပေါ့လောဘဒေါသမာမနာနှင့်အိတ်တာမစ်စီနေပါစေ၍စိတ်နေစိတ်ထားရိုးဖြောင်းပွားတိုးဝါဘာဝနာတဲ့ဒါဇက်ဒါကြတော့တောင်မြို့မာကန်တော်ဆရာတော်ဘုရားကြီးကပြောဘာဝနာဆိုတာလောဘရောစီတဲ့တတိရှိတယ်ဒေါသမာမနာမနာလိုဝန်တို့တဲ့အိတ်တံမေစရိယ အဲ့လောဘဒေါသမာမနာနဲ့အိတ်တံမစ်စေနေပါစေ၍စိတ်နေစိတ်ထားရိုးဖြောင့်ပွားစိတ်နေစိတ်ထားရဲ့ရိုးသားဖြောင့်မတ်တဲ့တည်ကြည်တဲ့ကြံ့ခိုင်းတဲ့စိတ်နေစိတ်ထားရိုးဖြောင့်ပွားတိုးပွားဘာဝနာအဲ့ဘာဝနာဆိုတာပွားများတယ်တိုးပွားလာတဲ့တဲ့သဘောရှိတယ်နော်ဒါကြောင့်ဘာဝနာ လုပ်တဲ့ပုဂ္ဂိုလ်ဟာကုသိုလ်တရားတွေတိုးပွားတဲ့စိတ်နေစိတ်ထားအယီခွေတွေတိုးမြင့်လာတယ်ပွားများလာတယ်အဲ့ဒါလိုပဲလေ့ကျင့်ရတဲ့ကမ္မထမ်းဘာဝနာကိုလည်း နော်ထက်ခါထက်ခါလေ့ကျင့်ရတယ်ဂျင်းဖန်များသာလေ့ကျင့်ရတယ်နော်တို့ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် work out လုပ်တယ်ပေါ့ work out လုပ်တယ်နော်ဒါကြတဲ့ခန္ဓာကိုယ်မှာကြံ့ကြံ့ခံအောင်ကြမ်းမအောင် အများကြီးလေ့ကျင့်ဒါဒီကနေ့ခင်မှာဆိုရင်ခင်မိလာတဲ့အခါကျတော့စက္ကရိယာတွေနဲ့လည်းလေ့ကျင့်ကြတာပေါ့နော်အဲ့ဒါကိုအချိန်ပေးပြီးလုပ်ကြတို့တော့စိတ်ရဲ့ကြံ့ခံမှု စိတ်ရဲ့တည်ကြည်မှုစိတ်ရဲ့အားပြေဝမှုကိုကျတော့လူတွေကလေ့ကျင့်အောင်မှမသိလေ့ကျင့်ဖို့နီလန်းနေလေ မသိဘူးလေးလည်းမလေးလာကြဘူးဒါကတစ်ဖက်ကကြည့်ရင်ဩခန္ဓာကိုယ်အနာခံပြီးကျင့်နိုင်တယ်လို့စိတ်ကိုမြန်တိတိကျကျချမ်းချမ်းသာသာလေးဖြစ်အောင်ကြိုးစားပြီးကျင့်ကြပါတော့လားမကျင့်ကြဘူးတနာเสียလို့ဒီလိုမြင်တာပေါ့နော်ဒါကြောင့်ဇေနောဖျားကြီးများကတော့စိတ်ကြံ့ခံအောင်အဓိကထားကျင့်တယ်စိတ်ကြံ့ခံအောင်အဓိကထားကျင့်တယ်တွေ့ကိုမှပင်မဆင်းရဲမှုတန်နေอยู่လေနော်လစ်လူရှုနိုင်တယ်ပေါ့ဒီလိုမျိုးကြိုးစားတော့ကြတယ်ကဲဇေနောဖျားကြီးရဲ့လင်္ကာလေးတိုင်း စနစ်လေးတွေကိုလေ့လာကြအောင်စိတ်တဲ့နံပါတ်1ကစိတ်ငြိမ်တဲ့အရေးစိတ်ငြိမ်တဲ့အချိန် silent ဖြစ်နေတာဒါရေးကြည့်တယ်ဘုမတို့နော် pollution ပေါ့ဒီအာယုံတွေကို ဖြစ်နှောက်ရက်တဲ့ဟာမြန်မာရဲ့ဆူညံတာနေ noise pollution ဆူရဲတခါလဲ ဒက်ဆက်ကြီးတွေလည်းစုတယ်ဆက်တန်ကြီးတွေလည်းစုတယ်ကားတန်တန်ငယ်တန်တွေလည်းစုတယ်လူတွေကလည်းစူ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 းနဲ့ရိတ်တာတွေကိုသွားတဲ့ခါလဲရိတ်တာတွေထဲမှာတရားထိုင်တာကနည်းနည်းစကားတွေပြောတာများတရားနှလုံးသွင်းဖို့အချိန်ကထိုင်တဲ့အချိန်ကလွဲရင်ကျန်တဲ့အချိန်စကားပဲပေါ့နော်ဒါကြောင့်အဲ့အိမ်မများစကားသိမ့်စီးဆိုတော့မသိမ့်စီးပါမသိမ့်စီးတော့ဘာဖြစ်လဲ noise ဖြစ်တော့နော် အဲ့ဒီလို physical ပိုင်းရုပ်ပိုင်းဆိုင်ရာမှာဒီ noise လို့ခေါ်တဲ့အမှန်နေပေါ့နော် sound pollution ပေါ့အမှန်နေစုညံမှုအာယုံရှုပ်ထွေးမှုဟာတရားအာထုတ်တော့ mental noise စိတ်ပိုင်းဆိုင်ရာမှာ mind pollution ဖြစ်စိတ်ထဲမှာအတွေးတွေဟာခုနကပြောခဲ့တဲ့အကြောင်းအရာတွေခါလေပြန်ပြီးတော့စဉ်းစားပြီးတော့ခါလေစိတ်တွေကကြားနေများနေတယ်သမာဓိတော်တော်နဲ့မဖြစ်နိုင် ။ဒါကြောင့်စိတ်ငြိမ်ဖို့အလုံတန်းအရေးကြီးတယ်။နော်။စက်လေးနဲ့ရေးတာ။အဲ့ဒါလိုပဲစိတ်ကလည်းစာလုံးနဲ့ရေးတဲ့စိတ်ကလည်းငြိမ်နေဖို့အရေးကြီး။နော်။ဒါကြောင့်ပထမနေရာအဖြစ်စိတ်ငြိမ်တဲ့အရေးစိတ်ငြိမ်တဲ့အချက်ပြီးရင်စိတ်ကိုလည်းငြိမ်ငြိမ်လေးထားပါပြာမများရအောင်ပေါ့နော်ဒါခဏခဏပြောတယ်ခေါင်းအေးချေချိန်ဝမ်းပိန်ပိန်ခေါင်းအေးထားနှိမ့်စိတ်အေးထားပြီးတရားအားထုတ်ရတယ်ခြေထောက်ကနွေးနွေးရှင်ရှင်လေးထားပြီးတော့ ကျမ်းမာရေးပေါ့ဥရုမြအောင်ဒီလိုနေရအေးအေးအလွန်မကြက်ရဘူးနော်ပူလွန်းလို့ဆိုပြီးဒီနော်တခါအာကြီးအေးအောင်နေတာမျိုးမနေရအောင်အဲခြေောက်လေးကနွေးနေမှာဒါအာယုဥဒ္ဓမဝိညာဏလို့ခေါ်တယ်ဥဒ္ဓမလို့ခေါ်တယ်ဥဒ္ဓမတည်စောဆိုတာခန္ဓာကိုယ်ရဲ့တည်စောတဲ့အဆောင်တက်လေးနော်အဲ့ဒီအနွေးတက်လေးအရေးကြီးတယ်အဲ့ဒါမှကျမ်းမာရေးကောင်းတယ်ပေါ့ခေါင်းအေးချေရှင်ဝမ်ပိန်ပိန်တရားအထုတ်တဲ့သူသတိထားစားကျင်နိုင်စားလို့မရဘူးကြိုက်တိုင်းစားလို့မရဘူးခဏခဏစားလို့မရဘူး เนาะ1 byte ကเนาะอาหารဖြည့်ုံလေးစပြီးတော့ဒါမျှတာဖို့အရေးကြီးတယ်အဲ့ဒါမှသာလင်တရားတို့တက်အဲဒါကြောင့်စိတ်အေးအေးထားစိတ်ငြိမ်တဲ့ရက်စိတ်ငြိမ်တဲ့အချိန်မှာစိတ်အေးအေးထားပြီးတော့ဘုရားကုံတော် ကြီးပွားမယ်ဆိုပြီးတော့ကြွတင်စဉ်းစားတတ်တဲ့ဒီစိတ်ထားမျိုး ਨੇ เนาะကြိုးစားအားထုတ်ပါနောက်တင်မလင်ခွေထိုင်နိတိတတိပန်လင်ကံအာဘုဇိတ်တော်ဆိုဘုရားရှင်ကလမ်းညွှန်ချက်ဖြစ်ပါ ဆိုတော့တင်မလင်ခွေထိုင်မှာဗုဒ္ဓံတို့တွေပွားလို့ရတာလားတော့မဟုတ်ပါဘူးလမ်းလျှောက်ရင်းလည်းပွားလို့ရတယ်ရက်နေရင်းလည်းပွားလို့ရတယ်အိတ်နေရင်းလည်းပွားလို့ရပါတယ်တို့တော့စပြီးတော့အာထုတ်ခါစား beginner ပေါ့နော်တရားအာထုတ်တဲ့ပုံကိုယ်တွေဒါပထမဆုံးအလေးအကျင့်ပြုတဲ့အချိန်နေဆိုရင်တော့တည်တံ့လည်းအချိန်ရတယ်နော်အဲ့ဒါဆိုရင်ဒီတင်မလင်ခွေထိုင်ပြီးအာထုတ်တာက တရားတမာတိစွန့်အားနေနေတဲ့သူတွေအကောင်ဆုံးဖြစ်တယ်။နော်ဒါကြောင့်တင်မလင်ကိုထိုင်ဆိုတော့ဒါကြောင့်တင်မလင်ကိုထိုင်ရင်ရတာလားတော့မဟုတ်ထိုင်လဲရတယ်ရက်လဲရတယ်သွားလဲရတယ်လဲနေလဲရတယ်တို့တော့တင်မလင်ကိုထိုင်ပြီးတော့အာထုမှုဟာတရားအာထုစဒဏိတမာတိနေနေတဲ့သူတွေအတွက်တော့အကောင်ဆုံးအခြေအနေတစ်ခုပါ။နော်နောက်နံပါတ်3ကဖြောင့်ကိုယ်ကိုဖြောင်းဖြောင်းမတ်မတ်ထား။ခါကိုဖြောင်းဖြောင်းမတ်မတ်ထား။ ခါကိုဖြောင်းဖြောင်းမမတ်ထားခြင်းအပြင်မငိုက်ဘူး။နောက်အာယုံကြောတွေကိုဖိမထားဘူး။အဲဒါကြောင့်သူဟာချမ်းချမ်းသာသာနဲ့ခန္ဓာကိုယ်တက်တောင့်တသာအနေထားနဲ့ဒါတရားမှတ်နေလို့ရတယ်။အဲတော့စိတ်ကိုလည်းတဖြောင်းနေထားပါ။တရားအထုတ်တဲ့ပေါ့။ဒါကြောင့်ကိုယ်ဖြောင်းတာကြတော့ဥစုလို့ပြောတယ်။စိတ်ဖြောင်းတာကြတော့သူဟုစုဒါမေတ္တာတော့မှမြတ်စွာဘုရားရှင်တရားအထုတ်တဲ့ပုံကိုယ်တွေကိုပြင်ဆင်ဖို့ဆိုပြီးတော့အချက်16ချက်နဲ့ပေါ့။ အဲ့ဒီမှာဥစုသူဟုစုဥစုကိုဖြောင်းဖြောင်းထားဖြောင်းဖြောင်းမှမထားသူဟုစုစိတ်ကလည်းဖြောင်းနေရမယ်တရားအထုတ်တဲ့အပေါ်မှာဟိုဟိုအတွေးတွေဒီအတွေးတွေဒီတရားအထုတ်တာကအာစီးပွားဖြစ်ဖို့ဒီတရားအထုတ်တာကနိုင်ပြီးရောက်ချင်းလို့ဒီလိုမျိုးကိုကအဲဒီကောင်းနေဆိုတဲ့ဆိုတဲ့ဟာတွေကိုလိုချင်တဲ့စိတ်လည်းမရှိရနော်နော်အဲ့ဒါစိတ်ကဒီတရားအထုတ်တာဘယ်ဟိုဖြောင်းတစ်ဖြောင်းနေကြမယ်နိဗ္ဗာန်ကိုဥတည်ထားတဲ့စိတ်သားဖြစ်ရ ယူယူသားသားပြမလူထင်ကြီးခံစဉ်ရင်လို့နော်လူချင်းကြတရားအထုတ်သွားတယ်အာတရားအထုတ်နေတာဒီလိုလူထင်ကြီးခံစဉ်ရင်တဲ့စိတ်လည်းမရှိရနော်ဒါကြောင့်စိတ်ဖြောင်းနေဆိုယူတယ်ဆိုအဲ့ဒါကိုဖြစ်အဲကြောင့်သူဟုစုလို့ခေါ်တာအဲကြောင့်ကိုယ်လည်းဖြောင်းစိတ်လည်းဖြောင်းမှမှာတာတရားအထုတ်ဗုဒ္ဓနုဒတိပွားမှမဟုတ်ဘူးဒီအချိန်နေဟာဘေကံပဋ္ဌာန်းနဲ့ပဲအထုတ်အထုတ်စတင်ပြီးတော့ရှိတဲ့အရည်အသွေးတွေဖြစ်တယ်လို့ဒီလိုနားလည်တာ အကြောင်း၃ခုစိစင်ကြီးနဲ့ရဲ့စင်ကြီးနဲ့အချင်းတင်းတမလီခွေ ထိုင်မှာဖြောင်းကိုကို ဖြောင်းပြောင်းမှမထားပါစိတ်ကိုလည်းဖြောင်းပြောင်းမှမအားထုတ်ပါနော်အဲနောက်တစ်ခုငါစက္ခုတ္တဂါဏဇိဝကာယစက္ခုလို့ခေါ်တဲ့မျက်လုံးဉာဏ်စီပိတ်တာအိုဟိုဒီဒီမကြည့်ချင်တရားထုတ်တဲ့ပုံကိုယ်တွေတရားမြန်မြန်တက်ချင်တရားသကန်းတွေတွားတယ် ကိုယ်ကိုတိတံတရားအားထုတ်တယ်ဆိုရင်လည်းမျက်လုံးကမကြည့်ရဒီဟုတ်ခဲ့ကြဘုန်းကြီးတပါတရားထုတ်တာတဲ့ဆရာတော်ကြီးအနှစ်60လောက်ကြားတယ်ထင်ပါတယ်သူတရားအားထုတ်လိုက်တရားကိုနှစ်ပေါင်း60လောက်အားထုတ်တယ်အဲ့ဒါလောက်အားထုတ်တာတောင်မှလည်းမျက်လုံးဘလောက်စောက်တယ်လဲစောင့်စည်းနိုင်တယ်လဲစက်ခုံတွေဘလောက်ကောင်းတယ်လဲဆိုတော့သူတရားအားထုတ်တဲ့ဂူပေါက်ကတစ်ပင်ကဘာပင်ညောင်းတော့မသိဘူးတဲ့မော့မကြည့် အရှိတလန်လောက်ပဲဒီလိုအမြဲတမ်းနေအလွန်ကောင်းတဲ့စက်ခုံတွေတနည်းမျက်စိရဲ့ဆောင်သိမှုအလွန်ကောင်းတယ်နော်မျက်စိစောင့်ရှောက်မှုတအားကောင်းတယ်မျက်စိကအိန္ဒြေရတယ်လို့ဒီလိုပြောနော်ဒါကြောင့်တရားထုတ်တဲ့ပုဂ္ဂိုလ်ကဘယ်ဘုံကြီးတုံးဟာနော်ဟောဘယ်ပုဂ္ဂိုလ်တုံးအလူရှင်တွေကဘယ်ဟာတုံးသူတို့ဝတ်ထားတာကဘယ်လိုမျိုးဝတ်ထားတာဟောရွှေရင်ငွေတွေနဲ့ပါလားဟာဘာဖြစ်တယ်ညာလို့အဲ့ကမျက်လုံးကအလောက်လျှောက်ကြည့်နေရင်တရားမတက်တော့ နော်ဒါကြောင့်စက်ခုမျက်စိဆောင်ပါတရားအထုတ်တဲ့အချိန်မှာဆိုရင်ပိတ်ထားပါအကောင်ဆုံးပဲဇင်းညာရှောင်နေတယ်ဆိုရင်တော့မနဲ့အဝေးကြီးမကြည့်နဲ့ဘေးတွေတိတ်စိတ်မဝင်သားနဲ့တခြားအချိန်မှာဟိုစီးပါရှာတဲ့အချိန်ကျတော့မျက်စိကဖွင့်ထားမျက်စိဖွင့်နားဆွန့်ထားသူများတွေဘယ်လိုတွေလုပ်နေကြလဲဘယ်လိုတွေကိုင်းနေကြလဲဘယ်လိုဝိစားနေကြသလဲဘယ်လိုပြောဆိုနေကြလဲဒါလည်းမျက်စိနားဖွင့်ထားမှကိုကစီးပွားရှာလို့ရတယ် ဒါကြောင့်ဓမ္မပိရိဆရာတော်ဘုရားကြီးပြောသလိုလောကစည်းဝါးရှာရင်မျက်စိတွေနားတွေဖွင့်ထားရတယ်ကွာနော်အေးဓမ္မစည်းဝါးတွေရှာတဲ့အခါမျက်စိတွေနားတွေပိတ်ထားတယ်မျက်စိတွေနားတွေပိတ်ထားတယ်ဆိုတော့ဘုသူရမရှိအောင်ဒီလိုပြောတာမဟုတ်ဘူးမကြည့်ချင်ရဘူးအမြင်ချင်ရဘူးအိန္ဒြေရှိရတယ်ဒီလိုပြောဒါကြောင့်စက်ခု မျက်စိကလည်းအိန္ဒြေရှိပါသောတာနားကလည်းကြားကြသမျှနားမထောင်ချင်အောင်ငါအကြောင်းပြောနေတာဘယ်ဖုန်းကြီးအကြောင်းပြောနေတာတော့ ဩဘယ်ကိစ္စတွေပြောနေတာပါလိုက်စိတ်ဝင်လာနားလေးတောင်းတောင်းနဲ့နားလေးတဆန်းဆန်းနဲ့ဒီလိုမျိုးမဖြစ်ရကိုယ့်ရဲ့တရားအာယုံမှာပဲနှလုံးသွင်းချာနော်အကယ်၍နားဖွင့်ထားခြင်းနဲ့ဆိုရင်ဆရာငါတို့ဘလို့လမ်းညွှန်ပေးသလဲဒါလေးတွေပြန်စဉ်းစားပြီးတော့ဒီလိုနေရဒါကြောင့်သောတနားကိုလည်းပိတ်ထားနားကိုလည်းစောင့်ရှောက်ထားနားကိုလည်းအိန္ဒြေရသည်သောတိန်္ဒြေအော်ဒါကြောင့်မြတ်စွာဘုရားရှင်ပထမကျတော့အိန္ဒြေဆိုပြီးဒီလိုပြော သကုံတိယံသကုဝေညာနာဓာတုယမျက်စုနဲ့ပတ်သက်ပြီးတော့မြင်စိတ်မြင်စိတ်ကဒီမြင်မှုဆိုတဲ့မျက်စိဖွင့်ထားရင်မြင်စိတ်ကပေါ်နေမှာပဲဒါကြောင့်တတ်နိုင်ရင်မမြင်အောင်ဟောမာစီသာတော်ဘုရားကြီးလည်းပါပြောတော့မာစီသာတော်ဘုရားကြီးကမမြင်ရရကိလေသာသူဟာသူငြိမ့်သည်ကောင်းလိုက်တာလောဘဒေါသမောဟအဆရှိတဲ့ကိလေသာတွေငြိမ့်ရင်မကြည့်ခြင်းနဲ့နားမထောင်ခြင်းနဲ့ မြင်နေနားထောင်နေရင်ကိလေသာကဝင်နေမှာပဲဒါကြောင့်မမြင်ရရကိလေသာသူ့ဟာသူငြိမ့်သည်တတ်နိုင်နေမြဆောင်စည်းရမယ်ဒါကြောင့်မကြည်ကျင်နဲ့နားမထောင်ကျင်နဲ့တရားနဲ့မဆက်ဘူးဆိုရင် မကြားကျင်နဲ့တရားနဲ့ဆက်တဲ့အခါကိုပြောတရားနဲ့ဆက်တဲ့အခါကိုပဲနားထောင်ဒါကြောင့်လူစု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 ဆိုရင်အဲ့ဒီနဲ့မသွားကျင်နဲ့မိတ်ဆွေများမဖွဲ့ကျင်နဲ့နော်အတရားစကားနေမှာအဲ့ဒါလိုလှုပ်လိုက်ပြီဆိုရင်တရားမကြဘူးရတာတဲ့တမားကြီးရျှော်ပြီး ။တမာလီရှောတော့ဝိပဿနာပိုင်းမတက်နိုင်။အဲ့လိုလေဖြစ်တယ်။ဒါကြောင့်အိန္ဒြေရမယ်။နော်အိန္ဒြေရဆိုတပည့်တော်ဖြည်းဖြည်းလေးသွားနေတာဗျ။ဒီတော်လေးကိုပြောတာမဟုတ်ဘူး။မျက်စိနာနှာခေါင်းဘာနံလေးပါလိမ့်။ဘာနံလေးရှူခြင်းနဲ့ဘယ်အနံလေးနဲ့မှအခန်းထဲကတင်းတင်းပြပြလေးဖြစ်တယ်။ဒီလိုမျိုးနှာခေါင်းလည်းအလိုမလဲရ။နှာခေါင်းပိတ်ထားလို့ပဲရမလဲအသက်ရှူနေရတာတို့တော့နှာခေါင်းကိုအလိုမလိုက်နဲ့မျက်စိကိုအလိုမလိုက်နဲ့နားကိုအလိုမလိုက်နဲ့ဒါကိုပြောတာ နောက်ဇိန်ဝါရှာနော်အဲပဲဟင်းလေးပဲဟင်းဆိုတော့ကောင်းတာဗောပဲကြီးရေဘွာလေးစုဖို့ရလေးနေတော့ကောင်းလိုက်တာတောက်ချလိုက်ရောတဝရပြည်ကြီးဟောငိုက်ပြီဟာပဲကပိတွေဟာငပိလေးနဲ့စားလိုက်ရသိမ့်မိန်တာစားလိုက်ပြီနင်းညိုနင်းညိုရှာအလိုလိုက်ပြီစားဟောငိုက်ပြီဒါကြောင့်ရှာလဲအလိုမလိုက်နဲ့စားတဲ့နေရာစားကိုယ်နဲ့မတည့်တရားမစားနဲ့နောက်ပြီးတော့ဖြက်ဖြက်လက်လက်မရှိဘူး နော်ရုပ်ပိုင်းဆိုင်ရာလေးကန်သွားတဲ့အစားအစာမျိုးတွေဆိုတရားသခန်းအတွင်းမှာတရားချိန်အတွင်းမှာတိကျပြီးတော့ရှောင်းရတယ်။နောက်တစ်ခါတရားချိန်နဲ့နှီးတဲ့အချိန်မှာအစားအသောက်ကိုဝကဲနေအောင်မစားရဘူး။အော်ဒါဇိမ်ဝါရှာပိတ်ထားလို့မရဘူး။တို့တော့စရှာကိုအဆောင်လျှောက်ထားအလုံးမလိုက်နဲ့လို့ပြော။နောက်ကာယကိုကာယကလည်းခဏခဏလှဲပဲနေခြင်းနဲ့နော်တတ်တတ်တာတာပဲနေခြင်းနဲ့အချောင်းခိုးခြင်းနဲ့ခဏကိုဘယ်လောက်လို့မလိုက်။ ဒါကြောင့်အရှင်အနန္ဒကပြောတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုညှာတာဟာမစ္စရိယပါပဲတဲ့ဒါတွန့်လို့တဲ့သဘောပဲတဲ့ဟောဒါကြောင့်ကိုကုကိုမညာနဲ့တို့အပင်မခံအနာခံပြီးအာထုတ်ဒီလိုပြောတာမဟုတ်ဘူးတရားအာထုတ်တဲ့ပုံမှာကာယကဝရိယခန္ဓာကိုယ်ကအာအပြည့်ထည့်ပြီးအာထုတ်ရတယ်မညာရဘူးဒီခံနိုင်ရင်ဒီခံဒီမခံနိုင်မှပြင်ရနော် အေးဒါတွေကဒါသတိချရမယ်ချက်အဲ့ဒါဆိုဣရိယာပုတ်တွေခဏခဏပြောင်းရင်ခန္ဓာရဲ့ဖောက်ပြန်တဲ့သဘောတွေမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကမထင်ရှားတော့ဘူးတဲ့ဒီလိုပြောဒါကြောင့်ဣရိယာပုတ်တွေလည်းမလိုအပ်ဘဲနဲ့ခဏခဏမမြဲအေးဒါကငါဆိုတာသက္ခုသောတာဂာနဇေဝါကာယလို့ခေါ်တဲ့မျက်စိနာနှာခေါင်းရှားကိုအလိုမလိုက်နဲ့နော်အိန္ဒြေရအိန္ဒြေရှိပါစေနော်ကိုယ့်ရဲ့ဒီ เนาะอายุ5บาวสร้างชอกทาอ่ะดิโลပြောတာเนาะบาดา5บาวปိတ်ทาปိတ်ทาဆိုတော့อากุตุริมวนสินเนี่ยบาเนี่ยปိတ်ရမှာလေตัมมปรันลงละวริยะเนี่ยปိတ်တိတိချာချာဘုံပြောတာကိုတိတိချာချာမှတ်ထားတသက်လုံးလမ်းညွန့်ချက်ပေးဘယ်စကမ်းမဲ့သွားသွားဘယ်ဆရာနဲ့ပဲအာထုတ်အာထုတ်ဒီစနစ်ဒီအခြေခံမသိဘူးဆိုတရားမတက်ဘူးเนาะဒါကြောင့်ဘာရငါ့ဘာပိတ်ထားဘာနဲ့ပိတ်ထားမလဲဝိရိယနဲ့ပိတ်တယ် အဲ့ဒီဝိရိယဘယ်လေဝိရိယလို့ပြောတာလဲအတပိနော်ပြင်းပြထက်သန်တဲ့ဝိရိယအဲ့ဒီဝိရိယကိုပဲနောက်တစ်မျိုးတမ္ပပရံလုံလဝိရိယလို့ပြောတယ်တမ္ပပရံလုံလဝိရိယက၄ပါးရှိတယ်ဘာတွေလဲဒီ၄ပါးကနံပါတ်1နော်မဖြစ်သေးတဲ့အကုသိုလ်တွေကိုမဖြစ်အောင်ဖြစ်ပြီးတဲ့အကုသိုလ်တွေကိုမတိုးဝါအောင်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဆိုတော့အခုပြောတဲ့ မျက်စိနားနာလျာကိုအဆရှိတဲ့ဣန္ဒြေ၅ပါးစောင့်ရှောက်လိုက်တာနဲ့အာဟုသူအတ္တတွေမဖြစ်တော့ဟောနောက်တကဖြစ်ပြီးသားအာဟုသူတွေကိုမတိုးဝါအောင်ဒါကြတော့စိတ်ကိုစောင့်ရှောက်ရတာဒါဆိုဒါဒါထည့်ဣန္ဒြေ၆ပါးဖြင့်မနိုင်ဣန္ဒြေပေါ့စိတ်ကိုစောင့်ရှောက်ရဟာငါတော့ဘာလုပ်ခဲ့ပြီးဟာဘာတွေပြောခဲ့ပြီးဟာဘာတွေမလုပ်ရသေးဘူးဟိုဟာလုပ်ဖို့ကြံနေတယ်ဟာစိတ်ထဲရှောက်ပြီးအတွေးတွေနဲ့တရားမဟုတ်တဲ့အတွေးတွေရှောက်ပြီးဟိုတွေးဒီတွေးဟိုကြံဒီကြံ နော်စိတ်ပူပါနေရတယ်ဒုက္ခဖြစ်နေရတယ်ဆိုးရင်နေရတယ်ဒါတွေပဲပြန်ပြန်စဉ်းစားနေတယ်ဒါတွေပဲခဏခဏတွေးနေတာအဲ့ဒါမနှိမ်တရေစိတ်အိန္ဒြေမရတာလို့ပြောတာဒါကြောင့်ဒီဖြစ်ပြီးတဲ့အကုသိုလ်တွေကိုမတိုးပါဘူးတော့စိတ်ကပါအိန္ဒြေရဖို့လို့တယ်မနှိမ်တရေနော်ဒါကြောင့်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ကာယအပိုင်းဆိုင်ရာမျက်စိနာနာလျာကိုယ်ကိုစောင့်ရှောက်ဖြစ်ပြီးတဲ့အကုသိုလ်တွေမတိုးပွားအောင် ဟောစိတ်ကိုစောင့်ရှောက်ဒါဣန္ဒြေ၅ပါးဣန္ဒြေ၆ပါးစောင့်ရှောက်လိုက်ရင်ဝိရိယထပြီးစောင့်ရှောက်လိုက်တယ်ဆိုရင်เนาะဒါအာဟုသူတွေမဖြစ်ဘူးဖြစ်ပြီးသားအာဟုသူတွေမတိုးတော့နောက်တစ်ခုကတို့ဖြစ်ပြီးသားမဖြစ်သေးတဲ့ကုသိုလ်တွေကိုတိုးပွားအောင်တဲ့ဟာငါစူးစမ်းပြီးအားထုတ်မယ်မျက်စိကိုစောင့်မယ်နားကိုစောင့်မယ်ကိုယ်ကိုစောင့်မယ်စောင့်စောင့်ရှောက်ရှောက်နဲ့သတိလေးထားပြီးတော့သတိရှိရင်အိန္ဒြေကပါတော့ နော်ဒါကြောင့်အိန္ဒြေ၅ပါးမှာတသိန်းဒြေသမာဒိန်ဒြေဝိရိယိန်ဒြေပင်ဂျိန်ဒြေစသဖြင့်ဒီအိန္ဒြေတွေထဲမှာဘာအရေးကြီးသလဲတသိန်းဒြေအရေးကြီးနော်မြန်မာလိုပြောတတိတတိအရေးကြီးတယ် mindfulness ဖြစ်ရတတိရှိလိုက်တာ ਨੇ ခုနမျက်လုံး၅ပေါက်မျက်လုံးစသဖြင့်အပေါက်၅ပေါက်လည်းပိတ်ပြီးသားဖြစ်သွားတယ်အိန္ဒြေဆောင်ပြီးသားဖြစ်သွားတယ်စိတ်ကိုလည်းသူကဆောင်လျှောက်ပါဒါကြောင့်ဆောင်လျှောက်လိုက်တဲ့အတွက်ကုသိုလ်စိတ်တွေပဲ လိုဘွားနေတယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ထားလေးပေါ့ဒါလေးကိုနှလုံးသွင်းသွင်းပြီးတော့ကြိုးစားအားထုတ်ရတယ်ဒါကမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖြစ်ပြီးသားကုသိုလ်တွေကြတော့ငါသီလတွေလုံခြုံနေပြီအဲသူများတွေဒီလိုခက်ခဲကြက်တက်နေတဲ့အချိန်မှာတော့ငါဒီလိုကုသိုလ်ကောင်းမှုတွေပြုခွင့်ရတာနော်နော်ပုပ်ဝေစာကတ္တပုံညတာရှေ့တုန်းကပြုခဲ့ဦးတဲ့ကောင်းမှုတွေရှိလို့ကလျာဏမိတ်တ္တံမိစေကောင်းသူတော်ကောင်းတွေနဲ့ပေါင်းသိမ့်ခွင့်ရလို့ နော်ဒီအလုပ်တွေလုပ်ခွင့်ရတာအတ္တသမာပဏိတိမိမိကိုယ်ကိုစောင့်ရှောက်ပြီးစူးစမ်းအားထုတ်ရမယ်မင်္ဂလာတရားနဲ့အညီလုပ်မယ်ဟဲ့ဆိုပြီးတော့ဟောနော်ဖြစ်ပြီးတဲ့ကုသိုလ်တွေကိုတိုးပွားအောင်ထပ်ပြီးစူးစမ်းမဖြစ်သေးတဲ့ကုသိုလ်တွေကိုဖြစ်အောင်ဘယ်လိုကုသိုလ်မျိုးတွေလုပ်မယ်ဘာဝနာကုသိုလ်တွေဆွမ်းအားမြင့်အောင်လုပ်မယ်အော်ဒီလိုမျိုးစဉ်းစားအဲ့ဒီလိုမျိုးစဉ်းစားတာဝိရိယနဲ့ရှင်နဲ့စဉ်းစားမှုအေးဒါကြောင့်ဒါ ဝိရိယတရား၄ပါးဒါဟုတမ္ပပဒံလုံးလဝိရိယ၄ပါးလို့ခေါ်တယ်အာကုသဘကနှစ်ခု မဖြစ်သေးတဲ့အာကုသေကိုမဖြစ်အောင်ဖြစ်ပြီးတဲ့အာကုသတွေကိုမတိုးပွားအောင်ပိတ်ပင်အောင်ဖြစ်ပြီးတဲ့ကုသတွေကိုတိုးပွားအောင်မဖြစ်သေးတဲ့ကုသတွေကိုနော်ဖြစ်လာအောင်ဒါကုသဘကနှစ်ပါးဒါဟုတမ္ပပဒံလုံးလဝိရိယထားတယ်လို့ဒီလိုပြောဒီဝိရိယ၄ပါးထားလိုက်တဲ့ဆိုရင်ဟောဒီကအာကုသတွေမဝင်အောင်ပိတ်ဆို့ပြီးတာအကာအကွယ်ပြီးတာစောင့်ရှောက်ပြီးတာဖြစ်သွားတယ်အဲကြောင့်ငါ နော်သကုသောတာကာနဇိန်ဝါကာယနော်မနပါထည့်လို့ရတယ်မနကစိတ်ဆောင်လျှောက်အဲ့ဒီဒေါရ၅ပါးသို့မဟုတ်ဒေါရ၆ပါးနော်ဒါပိတ်ဆို့တာအာကုသူတွေမဝင်အောင်ကုသူတွေဖြစ်အောင်ဟောနောက်တစ်ခုရှေ့ရှေ့ဆိုတာမိမိရဲ့ရှေ့၅တောင်အကွာလောက်မှာတတ်တော်တရားမြတ်စွာဘုရားရှင်ကိုအာယုံပြုထားပါတဲ့အရှိမဘုရားကငါ့ကိုစောင့်ရှောက်ပေးနေတယ်သို့မဟုတ်ဥကောင်းထပ်မှတင်ထားရင်လည်းရဒါစိတ်ကူးနဲ့ပုံဖော်တာပဲ နော်အဲ့တော့ဘုရားဟာငါရဲ့ဥကောင်းထက်မှရှိတယ်ငါမကောင်းတာမလုပ်သင့်ဘူးတပ်ပေါင်းပေါင်းခုအခန်းထဲမှာတောင်ဘုရားပုံရှိတယ်ဆိုရင်စိတ်ကဘုရားပုံရှိတယ်တော့နော်ဘုရားဘုရားရှိတဲ့အခန်းထဲမှာမမလုပ်တိုင်းမလုပ်သင့်တာတွေအဲလုပ်ဖို့မကောင်းဘူးအစာကြီးတယ်ဓတိကဖြစ်တာပေါ့နောက်တစ်ခါကဘုရားကိုမြင်အာကာရဝါဖြစ်နေသလားလို့တစ်ခါတရံကြတော့လေဘယ်လိုလဲစိတ်ကတမျိုးဖြစ်တာအေးအဲ့ဒါလေးတွေကဒါဓတိကအချက်လေးတွေဖြစ်ပါ မိမိနဲ့ဘုရားဟာအနည်းဆုံးမှရှိနေတယ်အနည်းဆုံးမှဘုရားရှိနေတယ်နှလုံးသားထဲမှာရှိတာကတမျိုးအာယုပြုထားတဲ့ပုံတော်ဟာမိမိရဲ့ဦးခေါင်းထံမှာတုံးမိမိရဲ့ရှေ့မှာဘုရားပုံတော်ရှိနေတယ်လို့တို့အာယုပြုထားအဲ့ဒီဘယ်ဟာတတ်တော်တင်ညာဘုရားဖြစ်တယ်ပေါ့နော်ဒါကစိတ်ကမှန်းဆသလောက်ဒါခရီးရပေါ့မှဖြစ်တယ်ပေါ့နော်ဒါကြောင့်တတ်တော်ရှင်ရဘုရားရှင်ဟာမိမိရဲ့ဦးခေါင်းထံမှာတုံးမမိမိရဲ့နော်ရှေ့မှာရှိနေတယ်လို့အာယုပြုထားပါနောက်ညေဒါတွေကဘုံပြန်ပြောမယ် ဗုဒ္ဓနုတ္တိအာထုမှမဟုတ်ဘဲကမ္မထံကိုပဲအာထုအာထုဒီလိုအလေးကျင့်တွေကဒါနော်ပြုထားမယ်ဟာလေးဖြစ်တယ်ဒါတရားအာထုတိုင်းဒီဒီအီချင်းတွေရှိနေရဒီလိုအလေးကျင့်ကောင်းတွေရှိနေရနောက်မြဲမြတ်စွာဘုရားရှင်အာယုံကိုစိတ်ဖြင့်မြဲမြံခိုင်ခဲ့ကအောင့်မေ့စင်ညီမာတဲ့ဒါဗုဒ္ဓနုတ္တိပွားတဲ့အချိန်ဓမ္မနုတ္တိဆိုဓမ္မအာယုံကိုအာနာပါနသို့အာနာပါနအာယုံကို နော်မရဏနုဒ္ဓရိပွားနေတဲ့ကြာမရဏနုဒ္ဓရိအာယုံကိုစိတ်ထဲမှာမြဲဒီအာယုံကိုပဲကတ်နေအောင်လို့ဒါခါတဲ့တန်လိုက်လို့ပေါ့စိတ်ကကတ်ထားအောင်အဲ့ဆိုစိတ်ဆိုတာကဘာလဲနော်အာရမဏစေတ္တိတိစိတ်တယ်စိတ်ဆိုတာအာယုံတွေကို ကြံစီတတ်တယ်အဲ့ဆိုကိုကြံတဲ့အာယုံစိတ်ထဲပေါ်တာနော်အဲ့မနဆိုတာကလည်းမနောဆိုတာကအာယုံကိုညှုတ်ကိုင်းတတ်တဲ့သဘောရှိတယ်အဲ့ဆိုမိမိညှုတ်ထားတဲ့အာယုံကကုသိုလ်အာယုံ ဘာဝနာအာယုံဆိုအဲ့ဒီဘက်ကိုညှို့နေမှာပဲသို့မဟုတ်မိမိရဲ့စိတ်ကိုအလိုလိုက်ထားတယ်လွတ်ထားတယ်ဆိုရင်အဲ့ဒီစိတ်ကပြူကြခြင်းအကြဒုံနေကဣဒ္ဓလဝုနောယထာကမ္မနိဗ္ဗာတိနောနော်ဒါဆိုအလုံးတန်ဖန်းစိုးရထိန်းချုပ်ရကုတ်ကဲရစီမံရအလုံးတန်ခတ်တယ်တဲ့သူကြကျင်ရအာယုံကိုသိမသိမချင်းကျင်ဘူးတဲ့ကြကျင်တယ်လို့ကြအာယုံပြုကျင်တယ်လို့ပြုတာတဲ့ဒီစိတ်ကိုဒါကြောင့်စိတ်တန်ရကိတမေတာဝီ မေတ္တာဝီကြောင်းကျုံမြင်သည့်သူတော်ကောင်းပညာရှိရာဒီစိတ်ကိုတည်တည်ချာချာစောင့်ရှောက်အောင်မယ်စနစ်တကျလေ့ကျင့်ထားအောင်မယ်စိတ်ကိုအစောင့်ရှောက်ပေးထားအောင်မယ်စိတ်ကိုအိန္ဒြေရအောင်စောင့်ရှောက်ထားအောင်နောက်ကမ္မထံဘာဝနာနဲ့စောင့်ရှောက်တာပေါ့အဲ့လိုမှသာလျှင်သူဟာကောင်းကျိုးချမ်းသာတွေရမယ်လို့သူပြောတယ်ဒါကြောင့်နံပါတ်6မြေမျက်စွာပြည့်ရှင်အာယုံကိုတို့မို့မိမိနော်အထုတ်နေတဲ့ကမ္မထအာယုံကိုစိတ်ထဲမှာမြဲမြံခိုင်အခိုင်ခန့်အောင်ခန္ဓာခန္ဓာအောင်မြင်ခြင်းမှာကံဒီအောင်မြင်တာနဲ့ပတ်သက်ပြီးတို့ပြောကြည့်ရ အလုတ်ကိစ္စအလုတ်ကိစ္စကိုအောင်းမေးလိုက်တဲ့ကအလုတ်ကိစ္စအာယုံတွေပေါ့နော်သားငါသားဟိုငါသမီးငါအဖေငါအမေအဲ့ဒီအရာကိုအောင်းမေးလိုက်တဲ့အဲ့ဒီအာယုံတွေပဲပေါ့ဆိုတော့အဲ့ဒီအာယုံတွေကိုပေါ်တဲ့အခါတရားအာယုံရှေ့မတက်ဒါကြောင့်အောင်းမေးတယ်ဆိုတာပါအဲ့ဒီအရာကိုစဉ်းစားတာပေါ့ပြန်ပြီးတော့သတိပြုတာပေါ့နော်ဒါကြောင့်ဒီမှာမိမိ အာယုံပြုနေတဲ့ကမ္မထအာယုံပဲထက်ခါတက်ခါအောင်းမိပါထက်ခါတက်ခါစဉ်းစားပါဒီအာယုံဒီကမ္မထအာယုံပေါ်မှာပဲစိတ်ညှို့ထားပါနှစ်ထားပါနော်သတိဖြင့်မိမိရှုမှတ်နေတဲ့ကမ္မထအာယုံပေါ်မှာစူးစူးဆိုင်ဆိုင်ဆွဲဆွဲမြဲမြဲရှုမှတ်ပါအော်ဒီလိုပြောတာအဲကြောင့်နံပါတ်6ငယ်သတိထားပြီးတော့မိမိရှုမှတ်နေတဲ့ ဗုဒ္ဓံတို့သည်အစရှိတဲ့ကမ္မထာအာယုံကိုဆွဲဆွဲမြဲမြဲစွတ်စွတ်ဆက်ဆက်ရှုမှတ်ပါဒါတရားတို့တက်ဖို့အတွက်ပြင်ဆင်ရမယ်အချက်လက်တွေဖြစ်တယ်နောက်နံပါတ်9ပွာသူဗုဒ္ဓံတို့သည်ကမ္မထာအာယုံဘုရားပုံတော်မိမိအာယုံပြုထားတဲ့ဘုရားပုံတော်အဲ့ဒီအာယုံပြုထားတဲ့ဘုရားပုံတော်ကို နော်မိမိစိတ်ထဲကနေပြီးတော့ဒါဟာအရဟံအစရှိတဲ့ဂုံဤသွေးတွေနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တယ် အရဟံကိလေသာဘုခသိံကိဉ္စိတော်မူသောမြတ်စွာဘုရားအရဟံကိလေသာဘုခသိံကိဉ္စိတော်မူသောမြတ်စွာဘုရားဒါထက်ခါတက်ကပွားများဆင်ခြင်နေပါအဲ့တော့ဗုဒ္ဓနုဒ္ဓတိပွားမယ်ဆိုတော့အဲဗုဒ္ဓနုဒ္ဓတိဘာဝနာဖတ်ကြည့်ပါဦးဗုဒ္ဓနုဒ္ဓတိဘာဝနာဘုရားကုံတော်ဉာဏ်ဖြစ်ဖို့၍စိတ်ဝယ်ထုံထားနှလုံးသားဘုရားတည်ပါ၏ကုံတော်ထုံမှန်ပုံတော်မှန်လျက်ကုံတော်တတ္တပုံမှန်စားလျက် အရဟံကုလေတာအပုခတ်တိကိဉ္ဉ္ဏောမူရောမြတ်စွာဘုရားတမ္မာတဗုဒ္ဓောတရားလုံးစုံကိုရောတိုင်းသိတော်မူရောမြတ်စွာဘုရားညာဟုတ်ပြီညာပြီမိုက်ပိတ်ထားလိုက်ရအောင်နော်အဲ့တော့ဗုဒ္ဓနုတ္တိဘာဝနာအေးဘုရားကုံတော်ဉာဏ်ဖြင့်ဖို့စိတ်ဝဲထုံထားနှလုံးသားဘုရားတည်ပါ၏ဒါရောဆရာတော်ဘုရားကြီးပေါ့ဣပတိကရောဆရာတော်ဘုရားကြီးအစုံမှာပေါ့အလုံးတန်ကောင်းတယ်ထိမိတယ် နော်ဘုရားရဲ့ဂုံတော်တွေကိုဉာဏ်နဲ့ဆင်ခြင်ရမယ်စိတ်ထဲမှာဆွဲမြဲနေအောင်နော်အေးအဲ့လိုမျိုးဆင်ခြင်တာဒါကိုဗောဓံတို့သတိပွားတယ်လို့ခေါ်တာဒါကြောင့်ဘုရားကုံတော်ဉာဏ်ဖြင့်ပေါ်၍ဉာဏ်ဖြင့်ပေါ်တဲ့အရဟံဆိုတာဘယ်လိုမျိုးဘုရားလဲကိလေသာတွေကိလေသာတွေဘယ်လိုငြိမ်းတာတော့ကိလေသာငြိမ်းချမ်းနေတဲ့နေထားဘယ်လိုမျိုးဒါကိုယ်တိုင်တကယ်တော့အတိတာတော့မဟုတ်ဘူးတို့တော့စဉ်းစား ဆရာသမားတွေရဲ့ဆုံးမမှုတုံ့ပြန်လမ်းညွှန်မှုတွေကိုနားထောင်ကိလေသာညင်းနေဆိုတာကိလေသာဆိုလောဘညင်းတာလောဘညင်းနေတော့မြတ်စွာဘုရားရှင်ကလောဘတက်စရာအာယုန်တွေကိုဘယ်လိုမျိုးစောင့်သိနိုင်တာပြောလောဘဖြစ်စရာအာယုန်တွေကိုစိတ်မဝင်စားတော့ဘူးအဲဒီလိုမျိုးပေါ့ဒါနေဘုံဘုံကအကျေကြီးပြောပြီနော်လောဘဖြစ်စရာအစာအသောက်တွေပုံမှန်ဖြစ်စေအနေထိုင်ပုံမှန်ဖြစ်စေသက်ရှိသက်မဲ့လောဘဖြစ်စရာအာယုန်တွေပုံမှန်မြတ်စွာဘုရားရှင်ကလုံးဝလောဘမဖြစ်တော့ဘူးစိတ်မဝင်စားတော့ ဒေါသဖြစ်စရာအာရုံတွေပေါ်မှာလည်းမကြည်မနှံ့မဖြစ်တော့ဘူးဒါကိုငြိမ့်နေတယ်လို့ပြောတာဒါကိုကင်းစင်နေတယ်လို့ပြောတာဒါကြောင့်မြတ်စွာဘုရားရှင်မှာစိတ်မှာအငြိကြီးတယ်မရှိတော့ပူလောင်မှုတွေမရှိတော့ဒါကြောင့်ငြိမ့်နေတယ်အဲ့ဒါလို့စဉ်းစားတာဟုတ်လားဉာဏ်နဲ့စဉ်းစားတယ်လို့ပြောအဲ့လိုဉာဏ်နဲ့မဟုတ်ဘဲနဲ့ဒီအရန်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 နဲ့အကျဉ်းများများရအောင်ပွားတယ်အတိတ်ပဲလည်းမသိဘူးတော့အကြည့်သွေးတွေလည်းမစဉ်းစားတတ်ဘူးဆိုဉာဏ်မပါဘူးလို့ပြော ုသိုလ်မဖြစ်ဘူးလားဖြစ်တယ်လို့တော့ဘာဝနာစွမ်းအားတွေတိုးတက်လာမှာမဟုတ်ဘူး။ဒါကြောင့်ဖခင်အကြောင်းကိုသေးသေးချာချာစစ်စစ်တွေးပြီးတော့ဟောဒီလိုမျိုးငြိမ်းတာနော်ဒီလိုမျိုးလောဘကင်းတာဒီလိုမျိုးဒေါသကင်းတာနော်ဒီလိုမျိုးမောဟကင်းတာမာနတွေလည်းကင်းလိုက်တာဒါတွေကိုသေးသေးချာချာဘုရားရှင်နဲ့ပတ်သက်တဲ့အကြောင်းအတုပတိတွေကိုဖတ်လေ့လာတရားတွေနာပါဘုရားပေါ်မှာကြီးညိုတဲ့စိတ်တွေကိုဉာဏ်နဲ့စဉ်းစားမိတာပေါ့နော်ဒါကိုဉာဏ်နဲ့ဖော်တယ်လို့ခေါ်တာနော် ဂုံတော်ထုံမှန်ပုံတော်မှန်လေတဲ့ဒါလဲရောဆရာတော်ဘုရားကြီးอ่ะဒါအတူချုပ်ပြောတာဘုရားကုံတော်ပွားတယ်ဆိုတာကွာတဲ့ဂုံတော်ထုံမှန်ထုံမှန်တယ်ဆိုတာဘာလဲဥပမာအလုံးတန်းမွှေးတဲ့ပန်းအလုံးတန်းမွှေးတဲ့ရေမွေးနှမ်းတာ ਨੇ နော်အင်ဂျင်တို့မဟုတ်ပစ္စည်းတစ်ခုခုကိုတခါတည်းတေချာဆွတ်ဖြန်းထားမယ်ဆိုရင်အဲ့ဒီပစ္စည်းလေးကခါတည်းမွှေးကြမ်းပြီးတော့ဒီပန်းနှမ်းတာတို့မဟုတ်ဒီရေမွေးရဲ့နှမ်းတာကဆွဲမြဲနေတော့ ဲ့လိုပဲစိတ်ထဲမှာဘုရားရဲ့အကြောင်းလေးကိုတည်တည်ချာချာညံနေစဉ်းကျင်ပြီးစဉ်းစားနေတဲ့ဒီစိတ်ကဘုရားရှင်ကို ကြည်ညိုတဲ့စိတ်ဘုရားရဲ့စွန့်ဤတက်တည်တွေကိုစဉ်းစားတဲ့စိတ်ကလေးဒီစိတ်မှာတပါတခြားစိတ်မှာဖြစ်တော့ကျင်တဲ့လို့အိုးကြည်ညိုစရာကောင်းလိုက်တာတရားတရားတွေကနော်တရားတရားကိုခြေခံပြီးပီတိတွေဖြစ်လာတယ်အိုးဝမ်းမြောက်စရာကောင်းလိုက်တာဒီလိုဘုရားရဲ့အဆုံးအမတွေကိုနားခံရတယ်ဒီလိုဘုရားရှင်ရဲ့လက်ညွန်ချက်တိုင်တို့တွေတရားအားထုတ်ခွင့်ရတယ်သူကိုကိုယ်ကလေးဘုရားအလုံးတန်းကြီးညိုစရာကောင်းပါလား အစရှိတဲ့ပြင်စိတ်ထဲမှာဒါကိုစဉ်းစားပြီးတော့တခြားအာယုန်တွေမစဉ်းစားခြင်းဘူးစားခြင်းတောက်ခြင်းပြောခြင်းပါခြင်းကြွားခြင်းဝါခြင်းအဲနော်တုံ့ပြန်တိုက်ခိုက်ခြင်းဒီစိတ်တွေမရှိတော့ဘုရားကိုကြည်ညိုရဲစေပြီးတော့ထက်ခါထက်ခါဖြစ်ခုနကပြောခဲ့သလိုဘုရားသည်ဟူသောပန်းဥယျာဉ်ကြီးထဲမှာမိမိတို့ကြိုက်တဲ့ပန်းနဲ့နားလေးနဲ့မိမိတို့အလွန်တန်မြတ်လို့တရားကောင်းတဲ့ပန်းရဲ့အစင်းနေအာဒီဥယျာဉ်ကြီးကမထွက်ချင်တော့ဂုံတော်သည်ဟူသောဥယျာဉ်ကြီးထဲမှာလှဲ့လီပြီးတော့ပျော်ပါနေတယ်လို့ ကျင့်နဲ့ပြီးတော့ချမ်းသာနေသလိုဘုရားကုံတော်တွေကိုစင်ငင်ပြီးစိတ်ထဲမှာဒီလိုမျိုးပီတိတွေတလွန်းလွန်းနဲ့ထုံမွှန်းနေတာကိုဒါဂုံတော်ထုံမွှန်းနေလို့ပြောတာအဲဒါဆိုပုံတော်မှန်းလေရဲ့ရွှေတကုံကြိုက်တီရောမဟာမြတ်မုနိတို့မမိစိတ်ကူးနဲ့ပုံဖော်ထားတဲ့ပုံတော်နော်နောက်ဂုံတော်တန်တာပုံမှန်းစားလေဒါကတော့မဟာကဏ္ဍဆရာတော်ဘုရားကြီးကဂုံတော်တန်တာတဲ့ဒါကဘုရားကုံတော်ပွားပုံနဲ့ပတ်သက်ပြီးလက်ညွန်ချက်ချစ်တိမိမိလေးတွေကိုပြောပြတာနော် ဂုံတော်တန်တဖရာရဲ့ဂုံတော်တန်တန်တတန်တတယ်ဆိုတာတို့အရက်ထဲမှာဘယ်လိုလဲဘုသူအကြောင်းပြန်ပြီးတော့ပြောနေတယ်သူအကြောင်းပြောနေရင်စိတ်ထဲမှာနော်ဘသူကိုအဖေအမေအကိုရဲ့ဆရာသမားတို့ဆရာကကွာဘယ်လိုမျိုးငါတို့ကိုစောင့်ရှောက်ခဲ့တာငငယ်တော့အစားတင်နိုင်မှဘယ်လိုကောင်းတာသူအကြောင်းတွေကိုတန်တန်တတဆရာမြန်းရှိရင်လေအဖေမြန်းအမေမြန်းရှိရင်လေဟောဒီလိုမျိုးကိုချစ်ခင်မြန်းတို့ရဲ့ပုံကူအကြောင်းတို့တန်တန်တတနဲ့တကစိတ် ဘဇက်ကဘဇက်ဖျားမချခြင်းတော့အဖြစ်နော်အဲ့လိုပဲစိတ်ထဲမှာဘုရားအကြောင်းစဉ်းစားအာဘုရားရဲ့ဂုဏ်တော်အရဟံတမ္မတံဗုဒ္ဓဝိဇ္ဇာသရဏတံပံတော်နဲ့ဒီကစိတ်ထဲမှာပုံတော်မှန်းဆပြီးဂုဏ်တော်တွေကိုတန်တာပြီးဆွဲမြက်ရေရွတ်စိတ်နှလုံးသားထဲမှာပွားများအဲ့ဒီသဘောကိုဒါဗုဒ္ဓနုဒ္ဓတိပွားတယ်လို့ခေါ်ရတာပါတဲ့နော်အရဟံကိလေသာမူခသိင်ကိဉ္ဉ္တော်မူသောမြတ်စွာဘုရား သမ္မာသမ္ဗုဒ္ဓတရားလုံးစုံကိုရတိုင်တည်တော်မူသောမြတ်စွာဘုရားများများထုံမွှမ်းရမယ်ကတာဘုရားတော်တို့ဒီပွားနည်းနဲ့ပတ်သက်ပြီးပြောတာ